29ရက်စက်တလ2025ဒီနေ့ကစနေနေ့လေးဖြစ်တဲ့အတွက်ကြောင့်မလို့စနေနေ့မွေးဖွားတဲ့သူလေးတွေအတွက်ငွေကြေးစီးပွားအလောက်ကန်အခြေအနေလေးကိုပြန်ဆွေးကြည့်ပေးပါမယ်နော်။ကဲအဲ့တော့စနေနေ့မွေးဖွားသူလေးတွေအတွက်ငွေကြေးစီးပွားအလောက်ကန်အခြေအနေကကလေးလေးကထုတ်လိုက်ပါပြီ။ ကန့်လေးကမှာဆိုလို့ရှိရင်တော့မေဂျာနှကန့်မိုင်နော်နှကန့်ပေါ့နော်ပထမဆုံးကတ်ကကြတော့ the world cup ပေါ့နော် the world cup ကျလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုငွေရေးကြေးစီးပွားလုပ်ငန်းအခြေအနေနဲ့ဆိုလို့ရှိရင်နောက်တစ်ပတ်လောက်အတွင်းမှာအခြေအနေကစနေသားသမီးတွေအတွက်ပူပန်စရာမလိုဘူးပေါ့နော်အဲအဖက်ဖက်အဆုံဆုံးကနေပြီးတော့လေကောင်းမွန်လာမယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်တစ်ချိန်တည်းမှာပဲ ကျမ်းမာရေးထိခိုက်ကလေးနည်းနည်းဖြစ်တတ်တယ်။နေမကောင်းတာဖျားနာတာပေါ့နော်။စသဖြင့်ဒါမျိုးလေးတွေဖြစ်တတ်တယ်။အဲ့တော့ကြတော့ကိုကဟိုလူခန္ဓာကိုပင်ပန်းနေပြီးနော်ဖျားတာနာတာဒါမျိုးလေးတွေရှိနေပြီးဆိုရင်တော့နည်းနည်းကယူဆိုင်ပါနော်။အဲအဲ့ဒါကြောင့်အလုပ်တွေပါပြီးပြတ်တတ်တာတွေရှိတယ်။ ကန်အခြေအနေရတော့ငွေကန်ရောတခြားသောအလုတ်ကန်စီးပွားကန်အခြေအနေအဖက်ဖက်ကနေကောင်းလာမယ်ဆိုတော့ကန်နမိတ်ကလေးပဲဖြစ်ပါတယ်ဒါကတော့သဘောကပ်ပေါ့နော်ဒုတိယကပ်ကဆိုလို့ရှိရင်တော့ kings of coin ငွေပရင်ကပ်ဖြစ်ပါတယ်ငွေပရင်ကပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရှေးတကမှာပြောသလိုပဲအဖက်ဖက်ကကောင်းလာမယ်ဆိုတော့ကန်နမိတ်လိုပဲ เนาะအဲ့တော့ကိုဒီငွေကန်နဲ့ပတ်သက်လို့ကတော့ဒီတစ်ပတ်အတွင်းထဲမှာအချိန်တွေကောင်းနေတယ်စနေသားသမီးတွေငွေကန်အချိန်တွေကောင်းနေတယ်ဆိုတော့ဒါဒီကန်ထောက်ပံ့ကန်ចောင်းရတဲ့ငွေဖြစ်တဲ့အတွက်ကြောင့်မလို့ကံကောင်းသောငွေတွေကိုမျှော်လင့်လို့ရပါတယ်။ကံကောင်းသောငွေဆိုတာပန်းစိုးတို့ဒါအလုံးလုံးလို့ကြားတာကိုစူးစမ်းလို့ရတဲ့ဟာမဟုတ်ဘဲနဲ့ကံအခြေအနေကြောင့်ပေးလာတဲ့ငွေကိုပြောတာနော်။ဥမာထီပေါက်တာတို့ပါတို့ပေါ့နော်။အဲ့ဒါမျိုးလေးတွေရနိုင်ပါတယ်ထီထိုးပါနော်။အဲ့တော့ဒါကတော့စနေသားသမီးလေးတွေ ဲကောင်းလိုက်တာငွေကန်ကောင်းတယ်နော်နောက်တစ်ခါမှာဆိုလို့ရှိရင်တော့ tempress gap ပေါ့နော်ဒီ tempress gap ကကြတော့လေစိတ်အေးချမ်းသာစွာရှိနေမယ်နော်တိတ်ပြီးတော့ပူပူပဲပဲမရှိရဘူးလုံငွေကြေးစီးပွားရေးနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်တော့ပူပူပဲပဲမရှိရဘူးတဲ့စိတ်အေးချမ်းသာစွာလည်းနေရမယ်လုံသမျှကိုင်းသမျှအသေးသေးရေသွုံမဖြစ်ပဲအရာအလုံးအဖက်တင်မယ်ဆိုတဲ့ကန့်နေမိပါစနေနေ့တွေကောင်းလိုက်တာ စနေနေ့သားသမီးတွေတော့ငွေငွေကန်လေးရောအကုန်လုံးကောင်းနေတယ်တပတ်အတွင်းထဲမှာကန်အခြေနေကောင်းနေပါတယ်ရှင်အဲ့တော့ဟိုဒီကတ်ကျလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုလုံးတဲ့လုံးထိုက်ဖို့ရည်ရွယ်ထားတဲ့အရာတွေရှိလို့မလုံးဖြစ်သေးဘူးဆိုရင်လုံးတဲ့နယ်လို့ လို့ပြောရက်ကတော့ကိုဆုံးဖြတ်ရတွေးဝရတွေးဝင်နေတဲ့ဆိုတဲ့ဟာတွေပေါ့နော်ဆုံးဖြတ်ရခက်ပြီးတွေးဝင်နေတယ်ဥမာဒီလောက်ကိုလုံးဖို့တော့စဉ်းစားထားတယ်ဖြစ်ပါမလားမသိဘူးမဖြစ်ပါမလားမသိဘူးအဲ့လိုမျိုးဆိုရင်လုံးတင်နေတဲ့လုံးသမျှတဲတဲ့ရေတော့မဖြစ်ဘူးဆိုတဲ့ကတ်ကိုပြနေပါတယ်အဲ့တော့စီးပွားအလုတ်เนาะအအစပြိုးမဲ့သူတွေအသစ်စတင်မဲ့သူတွေလုံးဆောင်တဲ့အခြေအနေပါနောက်ဆုံးတစ်ကတ်ကอืมနောက်ဆုံးတစ်ကတ်ကတော့သူကဘယ်လိုဖြစ်မလဲဆိုရင်နည်းနည်းလေးတွေးတွေးဝဝလေးတော့ဖြစ်နေသေးတယ်တဲ့ အခွင့်ရေးတွေအခွင့်အလမ်းတွေအထောက်ပံ့တွေအားလုံးရှိနေပေမဲ့လူကတော့နည်းနည်းလေးညီငွေ့နေတယ်ဆိုတဲ့အနေအထားလေးကိုမြင်ရတယ်နော်။အင်းတခါလေကျလူတွေကဖြစ်တတ်ပါတယ်နော်။အရာအားလုံးပြည့်ပြည့်စုံစုံဖြစ်လဲလူကညီငွေ့တာပဲ။မပြည့်မစုံဖြစ်လဲညီငွေ့တာပဲ။နော်အဲ့တော့ကိစ္စများများလူပေါင်းဆိုတော့လေ ဖြစ်တဲ့ဖြစ်ထိုက်ပါတယ်လေအဲ့တော့ဘာမှတွေးဝေမနေနဲ့စိတ်ညစ်မနေနဲ့တဲ့ထိုင်ပြီးတော့ညီငွေမနေပါနဲ့တဲ့အခွင့်အလမ်းတွေရှိနေတာကိုပဲကောက်ကောက်မုံမုံအသုံးချပါတဲ့တခါလေကြလို့ရှိရင်ဖြစ်တတ်တာကတကယ်လို့ပေါ့နော်ကိုကအရာရာကောင်းနေပြီးလှုပ်လာနေခြင်းနဲ့မှရုတ်တရက်ကြီးဘာပေါ့ဘလို့ကနေဘလို့ပေါ့နော်စိတ်ညစ်နေရမှန်းမသိဘူးဘလို့ကနေဘလို့တွေးဝင်ငေးငိုက်နေမှန်းမသိဘူးဘလို့ကနေဘလို့ပေါ့အာလှုပ်ချစိတ်တွေပျောက်သွားပြီဆိုတဲ့အခါကြလို့ရှိရင်အတိုက်ခိုက်ကလေးတွေရှိနိုင်ပါတယ်တဲ့အဲ့ဒါလေးတွေနည်းနည်းခရူဆိုင်နော် မကောင်းသောတိုက်ခိုက်ကလေးတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့ဘာတွေလုပ်ပြရမလဲဆိုလို့ရှိရင်အဲမေတ္တာပို့ပေးမယ်အလှူဒန်းလေးတွေလုပ်ပေးမယ်မကြုံမလို့တတ္တဝါတွေကိုအညာတန်းပေးဝေတာအလှူလုပ်တာမျိုးလေးတွေကနေပြီးတော့လှူဆောင်ပေးပါရတယ်နော်အဲ့တော့ကြတော့လေးကစလုံးကိုခြုံကုန်ကြရမယ်ဆိုလို့ရှိရင်တော့စနေသားသမီးတွေကတပတ်တာအတွင်းထဲမှာတော့ကံထောက်ပံ့နေရရှိနေတဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့အရာရာအဆင်ပြေမယ်ဘတ်စုံပါအဆင်ပြေလာမယ် ဘတ်ဆုံမှာအဆင်ပြေလာမယ်ဆိုတဲ့နမိတ်ကိုမြင်ရတယ်။ကျမ်းမာရေးအထီးကိုက်ကလေးဖြစ်နိုင်တယ်။အော်ဒီနောက်ဆုံးကတ်ဒီကျမ်းမာရေးကြောင့်သူတွေးဝေတာတို့ဘာလို့လဲဖြစ်နိုင်လဲပေါ့နော်နောက်တစ်ခုကကြတော့ငွေကန်အထောက်ပံ့နေရနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကန်ဆန်းတဲ့ငွေတို့ဘာလို့ဆိုလို့ရှိရင်လဲရနိုင်ပါတယ်တဲ့နောက်တစ်ခုက အလုတ်အစ်တွေစတင်ဖို့စီးပွားရေးအစ်တွေစတင်ဖို့ကိုကိုကမချစ်မရဲဖြစ်နေတယ်မဝင့်မရဲဖြစ်နေတယ်ဆိုရင်လုတ်တဲ့နဲ့ကာလလို့ပြထားပါဗျ။တော်တော်ဝဝမိမ့်မိမ့်မောမောလေးတွေဖြစ်လာပြီးကျန်းမာရေးအញ្ញိုင်းခန့်ကလေးတွေရှိလာပြီးကံကောင်းနေတဲ့အချိန်မှာကျန်းမာရေးအញ្ញိုင်းအခိုက်တို့ဘာလို့လည်းဖြစ်လာပြီးဆိုတဲ့အခါကြလို့ရှိရင်တဲ့မေတ္တာများများထားပြီးလို့ရှိရင် ကုသိုလ်များများထပ်ပွားပါဆိုတာလေးကိုတော့ပြထားပါတယ်ရှင်။အဲ့တော့စနေသားသမီးလေးတွေဒီနေ့ကြည့်ရတာမင်္ဂလာရှိတယ်။ ကုန်လဲယူပါတယ်လူမျိုးကံကောင်းခြင်းတွေရောက်မလာသေးမတိုက်ဆိုင်ဘူးလို့ခံစားမိသေးတယ်စနေသားသမီးလေးတွေရှိရဲဆိုလို့ရှိရင်လည်းမကြခင်မှာကံကောင်းခြင်းတွေရောက်လာတော့မယ်ဆိုတာလေးကိုယုံကြည်ထားပါเนาะအဓိကဗန်ဆူတို့ဒီကိုယ့်ရဲ့ယုံကြည်ချက်ဒီကိုယ့်ရဲ့ကံကြမ္မာကိုယ့်ရဲ့ဘဝဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာတွေကိုယုံကြည်မှလဲเนาะကောင်းတာတွေကိုပဲယုံကြည်မှာပေါ့မကောင်းတာတွေကိုပဲတွေးနေမကောင်းတာတွေပဲဖြစ်လာတယ်အဲ့တော့ကောင်းတာတွေပဲတွေးပြီးတော့မင်္ဂလာရှိအောင်နေမယ်ပေါ့เนาะအဲ့တော့ဒီနေ့ဖတ်ပြလိုက်ရတာအထဲမှာတော့အယံမင်္ဂလာရှိပါတယ်စနေသားသမီးလေးတွေအတွက်ဂုဏ်ယူပါတယ် ိုက်ဆိုင်တဲ့စနေနေ့မွေးသူလေးတွေကလည်း comment လေးမှာရေးပေးခဲ့ပါအောင်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ tarot reading လေးတွေနဲ့ spiritual knowledge ပညာလေးတွေကိုထပ်မံပြီးတော့မျှဝေပေးတော့ပါမယ်ကျေးဇူးပါပန်းစုပါ